ကဲကျွန်တော်ဆက်လာပြီးတော့တောက်ကြသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အပတ်စဉ်တိုင်းကျွန်တော်တို့လမ်းညွှန်ဟောကြားပေးနေသလိုအပတ်စဉ်တိုင်းကြီးကြီးအားပေးကြတဲ့မိတ်ဆွေတွေအားလုံးလည်းဒီနေရာကနေကျေးဇူးတင်ပါတယ်အလေးနဲ့ကိုကျေးဇူးတင်ပါတယ်ဗျအဲ့တော့16ရက်မတ်လ2025တနင်္ဂနွေနေ့ကနေ22မှ2ရက်မတ်လ2025စနေနေ့ဒီတပတ်တာကာလအတွင်းတောက်ကြသားသမီးတွေကံကြမ္မာကိုကြည့်လိုက်ကြရအောင်။ကဲတောက်ကြသားသမီးမိတ်ဆွေများ တောက်ကြသားသမီးမိစေများအနေနဲ့ရောဒီတော့မှစိတ်ထောင်းကိုကြီးဖြစ်တတ်ပါတယ်စိတ်ထောင်းကိုကြီးဖြစ်တတ်တယ်အဲ့တော့စိတ်ထောင်းကိုကြီးဆိုတော့ဒီတော့မှကိုယ့်ရဲ့အရေးတက်သူတစ်ပါးရဲ့အရေးတွေကိုလိုက်လံဆောင်ရွက်ရတာမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်ကိုကိစ္စလဲကိုတောင်းဝင်ဒီကိစ္စလဲကိုတောင်းဝင်ဒီကိစ္စလဲကိုအပူဆိုတာမျိုးတွေဖြစ်တတ်တယ်အောက်လငယ်သားတွေကတိုက်အတိုက်ခံလောက်တာမနာလို့ဖြစ်တာရန်ဆောင်တာအထင်လွဲတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တစ်ဖက်မှာလဲကိုကိုထောက်ခံအားပေးတဲ့သူရှိတယ်လို့တစ်ဖက်မှာလဲကိုကိုမနာလို့တဲ့သူမုန်းထားတဲ့သူတိုက်ခိုက်ခြင်းတဲ့သူဆိုတာမျိုးလဲပေါ်တတ်တဲ့တပတ်တာဖြစ်တယ် ကိုကကြာအလေရလိုခါမျိုးတွေဖြစ်နေတတ်တယ်။အဲ့တော့ကိုမကိုကြိုးစည်းပွားတတ်အခြားသူတွေရဲ့ကိုကြိုးစည်းပွားတခြားသူတွေရဲ့ကောင်းစားရေးကိုဟိုလှုပ်ရခြင်းလှုပ်နေရခြင်းအတွက်ကိုရဲ့ကိုကြိုးတွေကိုရဲ့ကိုပိုင်အချိန်တွေအဲယော့သွားတယ်ယော့ပါသွားတယ်မအားမလတ်နိုင်အချိန်ကုန်သွားတယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့တခြားသူတွေကနာမည်ကုန်တဲ့ကြီးအပေါ်တခြားသူတွေကကိုယ်အထင်ကြီးတာနာမည်ကုန်တဲ့ကြီးတာအကိုကိုလေးစားတာမျိုးတွေဆိုတာမျိုးတွေလည်းခံရတတ်တယ် အဲ့ဒီလိုပဲကရော့ကန်ပစ္စည်းလက်ဆောင်ပစ္စည်းဆိုတာမျိုးတွေဟာလာဂမ်ဘီရာနဲ့ပတ်သက်တဲ့အဆောင်လက်ဝဲပစ္စည်းဆိုတာမျိုးတွေရောက်လာတတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့ခီးတို့ခီးနီးမကြကနသွားရလားလောက်ရကန်ရလားမျိုးတွေကြုံရတတ်တယ်အရေးကြီးခီးစဉ်ကိစ္စတွေကတော့လုံနိုင်တယ်ဟာလာအခြေအနေတော်ရဲ့မြေတားရင်းနဲ့ပတ်သက်ရင်တော့နားလည်မှုလွဲတာဟာလာအစစ်မပြေဖြစ်တာအဲအထင်မြင်လွဲတာမျိုးတွေခံရတတ်တယ်အနေငယ်စိတ်ညစ်ရမယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ငွေကုန်ကြေးကြများတတ်တယ်တပတ်ကရတပတ်ကလည်းကုန်ဆိုတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် ကျမရဲ့အရာဆိုတော့6တော့ထိခိုက်တန်အရာတာ6တော့ညောင်းညာကြိုက်ခဲတာသို့မဟုတ်ခေါက်ကြိုက်ခေါင်းမှုတာမျက်စိကြည့်မကောင်းတာဆိုတာမျိုးလေးဖြစ်တတ်တဲ့တပတ်လားကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီမိမိအရေးတတ်အခြားအရေးတွေအတွက်အချိန်ကုန်သွားတတ်တယ်ဟလာသူတပတ်ရဲ့အကျိုးဆောင်ရွက်ခြင်းဖြင့်အချိန်ကုန်သွားတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီပေးဆက်ခြင်းတတ်တတ်တာဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ကိုယ်ကရှာလိုက်တပတ်ကကုန်သွားလိုက်ဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုရတဲ့ဟာကကိုယ့်ရဲ့အကျိုးစီးပွား ိုရတဲ့ခါကကိုအပြည့်ဝမတော့ပဲအခြားသူတွေကိုပေးကန့်စွန့်ကြဲတာလှုပ်ပြီးကင်ပြီးတာနဲ့လေဟဟလာအချိန်ကုန်သွားတတ်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီဘက်ဒီဘယ်လိုပဲပြောပြောဟဟလာကံအားလျော်စွာအရာကျွန်တော်တို့ရေရေလှုပ်ထားဖို့လိုပါတယ်အဲ့တော့ကံအညံ့ကြီးတော့မဟုတ်ဘူးရေရေအနေနဲ့ရေရေလှုပ်တဲ့တပတ်တာကာလမျိုးဖြစ်တာကြောင့်ဒီတပတ်မှာဆိုရင်တော့ဘုဒ္ဓဘူးတောင်းမှာဇေဒီတစုရဲ့ဘုဒ္ဓဘူးတောင်းမှာရက်ဖြူရောင်၄ချောင်းသွားရောက်ပြီးတော့ကတ်လူပူဇော်ပါအမွေးတိုင်း၄တိုင်းဖြောင်းတိုင်း၄တိုင်း တွားရောက်ထုံးကြီးပူဇော်ပါဒါဆိုရင်တော့အဲဒီတော့မှာကံကောင်းတည်တဲ့ပူကောင်းလာနိုင်တယ်သူမကံညံ့နေတော့မှညံ့တဲ့ကံကနေလွတ်မြောက်နိုင်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်ဗျဒီတပတ်ရဲ့ကံကောင်းလက်ရှိကနန်းဒီကိုးကနန်းမှာအကျိုးပေးတဲ့အရာကတော့အညူအရာဖြစ်ပါတယ်တောက်ကြသားသမီးမိတ်ဆွေများအတွက်ပါ